ဘဝခရီးတွေနနခင်းရွှေရောင်လင်းဟာပထမဆုံးမျက်စိဖွင့်ချိန်မှာပတ်မွင့်လေးလူလောကတွေကိုရောက်ရှိလာတဲ့ကလေးငယ်ရဲ့ကနူးခရီးအစပြုတ်ရဲ့အရာရာတိုင်းအောဟွေရလက်ကလေးနဲ့လိုက်ခါဆုတ်ကိုင်အတိညာအတိစက်တွေပွင့်လန်းရေတံလေးများကဘာကိုပုတ်ဖို့ ပထမစီလံရေရေနှင်းစီလောကျောင်းတော်မှာစာပေသင်ကြားမိတ်ဆွေပေါင်းအတူတူသွားကပညာဆိုတဲ့လှေကားပေါ်မှာအနာဂတ်အတွက်လှော်ခတ်နေစေအိမ်မက်များစွာရေနှဲထဲကအတားအဆီးကိုဖြိုခွဲပြီးတော့လူငယ်ဘဝတတ္တိရှိစွာအမှန်မှန်ခွဲခြားရအောင်စူးစမ်းရင်းနဲ့ရေးကျက်ချင်းစီ တဖြည်းဖြည်းချင်းရှောက်လန်းနေတယ်လူလမ်းမြောက်လို့ဘဝတည်ဆောက်တာဝန်တွေကပခုံးပေါ်ရောက်လာပြီရှစ်ရှင်းမြတ်တာတန်ရောစင်များအိမ်တော်တစ်ခုခံစင်းလာမိဒုက္ခဒုက္ခနှစ်ပါးပေါင်း၍လက်တွဲမဖြုတ်ရှစ်ဆက်သွားကစိတ်ကူးရင်အိမ်မက်တချို့ပြောက်ွယ်တချို့ကလက်တွေအကောင့်ထဲပေါ်လျက်ချွေးစက်များနဲ့ရင်းမြတ် ဘဝရဲ့တန်ဖိုးမှန်မှန်သိပြီနေဝင်ရှင်ရောက်လေးနဲ့လာပြီမို့စရိမြားတွေဆောင်းနှင်းဖြူပြီးအတိတ်ကိုငဲ့နောက်လက်ကြည့်တော့ဖြတ်တန်းခဲ့တဲ့လမ်းကြောင်းရှိရေမောတံများမြေရည်စက်များအကုန်လုံးကိုပြဲမြင်ရောက်လာတာတမီမင်းမြင့်ဆွေမျိုးပေါင်းရှစ်ရှင်းများစွာပေးကမ်းလို့ဝီ တက်ပြင်းချာကကျိနဲ့ရှင်းနဲ့နှပ်ပါတဲ့နေရတွေရေတွက်နေတယ်ခยีဆုံးကနေအနာယူရှိပင်မမှုတွေတီပြောက်ခွင့်ရရွကြွေတည်ရွဲ့မြည်သူပြန်ကြပြန်လဲပေါင်းစည်းတဘာဝတဲ့ဒီခန္ဓာကိုယ်ဧည့်သည်အဖြစ်လာရောက်နာခိုပြန်ထွက်သွားရမှတ်ညာများတာ ကြံ့ရခဲ့ပြီကောင်းကျိုးမကောင်းကျိုးအလုံးပေါင်းကလူဘဝဆိုရဲမြူပညာကိုပြည့်ပြည့်စုံစွာပုံဖော်ခဲ့သည်အိုးတက်တန်းတခြားခရီးတယ်နားခိုရလဲလိုအပ်ပေသည်ဒါပေမဲ့မရောက်ခင်နောက်ဆုံးထွက်တဲ့ထိမျက်ဝေစရာရှင်းရှင်းများစွာပေးဆက်နိုင်သည်၍စွန့်လွတ်နိုင်သည်များ ကဘာကြီးကိုပြန်ပြီးရှိတော့သုံးသက်မှာတော့ငိမ့်ချမ်းစွာဖြင့်တိတ်ဆိတ်ရှင်းရဲ့ရင်ခွင်ထဲမှာခီးဆုံးလို့အိတ်ဆက်သွားပါတော့ဘဝရဲ့ဒိဗေကပြေဝခြင်းနဲ့လားအိုဘေရှိတာတိမ်ပါများယူဆောင်သွားနိုင်ပြီ